အရှင်ဖေယသာသမိယရဏမထွန်ကားတာဟာဘေဘဝကအကုသို့ကံကြောက်ပါလေဖေယတဲ့မြတ်စွာဘုရားလက်ထက်တော်အခါတုန်းကသာသမိမထွန်ကားတဲ့အပုတ္တကဆိုတဲ့တထေတဦးရှိပါတယ်အဲ့ဒီတထေကြီးဟာဘဝတစ်ခုမှာတထေတဦးဖြစ်ခဲ့စဉ်တုန်းကအကူကြီးရဲ့သားဖြစ်သူ သူ့ရဲ့တူလေးကိုလက်ဆွဲပြီးလမ်းလျှောက်တဲ့အခါမှာခလေးကဤလှဲသည်ငါအဖေရဲ့လှဲ ဤနွားသည်ငါအဖေရဲ့နွားဆိုပြီးကလေးတို့တဘာဝပါဇက်သေးရှိတာတွေပြောပါတယ်။အဲ့ဒီလိုပြောတာကိုဒီကလေးကြည်လာရင်ငါပစ္စည်းတွေယူတော့မှာပဲဆိုပြီးစိုးရိမ်စိတ်တွေနဲ့ကလေးကိုတော်တဲခေါ်ပြီးတော့လဲပင်းညှစ်ပြီးတက်လိုက်ပါတယ်။အဲ့ဒီလိုတက်ဖြက်ခဲ့တဲ့ပါဏာတိပါဒမကောင်းမှု အကုသို့ကံကြောင့်ငရဲမှာနှစ်ပေါင်းများစွာခံရပြီးအခုဂေါရမမြတ်စွာဘုရားလက်ထက်မှာသာသမိယရဏမထွန်ကားတဲ့ အဘုဒ္ဓကတထေးရယ်ဆိုပြီးဖြစ်လာပါတယ်။သာသမိယရဏမထွန်ကားရခြင်းဟာလက်ရှိအပေါ်ယံမှာတော့အခြားအကြောင်းပြချက်တွေများစွာရှိပင်မဲ့အရင်စစ်ကြည့်လိုက်မယ်ဆိုရင်ဘဝတစ်ခုခုမှာဤကဲ့သို့အလားတူသော မကောင်းမှု အကုသိုလ်ကံတစ်ခုခုကိုပြုခဲ့မိလို့ဖြစ်ပါလိမ့်မယ်။